မက်ဆီပေါင်းစားရင် Old Trafford မှာဆက်ရှိမယ်ပရိသတ်များလုံးမိတ်မင်္ဂလာများ Manchester Force ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ် Manchester United ဟာလူငယ်ကစားမတရားစတင်ပေါ်အတွက်အကောင်းဆုံးနေရာဖြစ်ပါတယ် Old Trafford မှာ Gary Neville ကစားသမားတွေ KSS အသင်းကိုဦးဆောင်ခဲ့ကြသလိုနေပြတွေကလည်းလူငယ်ကစားမလေးတွေဆိုရင်နေရာပေးတတ်ကြပါတယ် United မှာလူငယ်စားသမားလေးတွေပွဲထွက်ခွင့်ရရှိကြတာကြောင့်ပြိုင်မဲ့အကယ်ဒမီကလူငယ်လေးတွေတော့ Old Trafford ကိုပဲပြောင်းလာခြင်းကြပါရင် United ကစင်တင်ပေးလိုက်တဲ့ကစားသမားတွေဆိုရင်လည်းထိတ်တန်းတရားဖြစ်လာတယ်ဆိုတာအားလုံးမျက်မြင်ပါပြီ။ မန်ချက်စတာယူနိုက်တက်ဟာနီးပြောင်အေဗေတန်ဆင်တင်ပေးခဲ့တဲ့လူငယ်တွေအသင်းမှာပွဲထက်ကစားမဖြစ်နေကြသလိုလက်ရှိနီးပြအေမိုရင်ကလည်းလူငယ်ကစားမတွေကိုနေရာပေးတဲ့တဲ့နီးပြတယောက်ဖြစ်ပါတယ်ဒါကြောင့်လည်းပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့မှာတော့အာဆင်နယ်အံ့ဖွယ်ကောင်းလေးဖြစ်တဲ့ချီလိုအိုဘီမာတင်နဲ့အိုင်ဒန်ဟီဗန်တို့တောင်အိုထော့ဖို့ကိုပြောင်းလာကြတာပါ။လူငယ်တယောက်တည်းအရေးကြီးဆုံးကဘယ်ကနေစတင်လဲဆိုတော့ပြောထောင်ခံရတဲ့ပုံစံဖြစ်တာကြောင့်အိုထော့ဖို့ကလူငယ်ကစားသမားလေးတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်နေပါတယ်။ လုံရလေးနဲ့ပတ်သက်ပြီးသတင်းကောင်းတစ်ခုရှိပါတယ်။မန်ချက်စတာနိုင်တက်ဟာမက်ဆီပေါက်စာလေးလိုလူတီများနဲ့သူတို့ရဲ့အံ့ဖွယ်ကောင်းလင်း JJ Gabriel ကို Old Trafford မှာဆက်ပြီးနေစေဖို့အတွက်သဘောတူညီချက်ရရှိခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ Gabriel ကအသက်16နှစ်ပဲရှိနေပေမယ့်ခေါ်ယူခြင်းနဲ့အသင်းတွေကဥရောပတက်ခွင့်ပြင်နေပါတယ်။ဒီတော့နေရာဒီမှာထွက်ခွာမလားဆိုတဲ့စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။ဒါ့အပြင် Gabriel ကို Premier League အသင်းတော်များကလည်းစောင့်ကြည့်နေခဲ့ကြပါတယ်။ Gabriel က Iris Passport ကိုကင်ဆောင်ထားတဲ့အတွက်ပုံမှန်လိုအသက်16နှစ်မဟုတ်ဘဲအသက်16နှစ်ခရီးကနိုင်ငံရဲ့ချားမှာထွက်ကစားခွင့်ရှိပါတယ်။ ဒီတော့လာလီဂါထိန်းသိမ်းအသင်းကြီးတွေဖြစ်ကြရင်ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ကဂါရီယေကိုခေါ်ယူခြင်းကြသလိုဂျာမန်ဘလူးဂျီပါယန်မြူနစ်ကလည်းကောင်းလေးကိုစိတ်ဝင်စားနေပါတယ်။ပြိုင်မဲ့အကယ်ဒမီကင်းထောင်းကျောင်းကဂါရီယယ်ရဲ့တိုးတက်လာနိုင်တဲ့အလားအလာတွေကိုအကြောင်းကို Daily Mail သတင်းဌာနမှာပြောပြလာခဲ့ပါတယ်။ယူနိုက်တက်ဟာအသင်းကြီးတစ်သင်းဖြစ်ပြီးပွန်အိတ်ကလည်းကြီးကြီးပါ။ယူနိုက်တက်ဟာဂျေဂျေရဲ့ကစားဟန်နဲ့ကိုက်ညီပြီးဂျေဂျေကလည်းယူနိုက်တက်ဆန်နှုံးနဲ့ကိုက်ညီပါတယ်။ဂျေဂျေစီမှာယူနိုက်တက်တို့လုံးဝမရှိသေးတဲ့အရေးသွေးကိုပိုင်းဆိုင်ထားပါတယ်။ဒါပေမဲ့ယူနိုက်တက်အနေနဲ့ဂျေဂျေနဲ့ပတ်သက်ပြီးအမားမလုံးမိဖို့တတိထားပါမယ်။ ဂျေဂျေကိုအသေးမှဆက်ခေါ်ထားနိုင်မှုဆိုတော့ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း United နားလည်သိနေလို့ကင်းနောက်ကရှင်းပြခဲ့ပါတယ်။ဒေလီမေသတင်းဌာနရဲ့ဖော်ပြချက်အရလူငယ်စားမဘွားကို Chelsea Arsenal ဝန်ဆန်းတို့မှဖျက်ဆီးခဲ့တဲ့လန်ဒန်သားလေးကာရီယန်ဟာသူ့ရဲ့အနာဂတ်ကို United ဆီမှာပဲယုံကြည်ပုံအပ်လိုက်တော့မှာဖြစ်ကြောင်းသိရပါတယ်။သတင်းမှာဖော်ပြချက်အရအသက်၁၀နှစ်အရွယ်ကောင်းလင်းဂျေဂျေကာဘရီယယ်ဟာနေရာဒီမှာအသင်းကနေထွက်ခွာလိမ့်မယ်လို့ထင်နေခဲ့ကြပေမဲ့ဂျေဆင်ဝဲကောနဲ့ Matt Hargrave တို့ရဲ့အရေးပါတဲ့စူးစမ်းမှုတွေကြောင့်စေပြောင်းလဲသွားခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်တွေကအစည်းအဝေးတွေမှာဒီကိစ္စမှာအဓိကအကြခဲ့ကြောင်းလဲသတင်းတွေမှာဖော်ပြထားပါသေးတယ်။ Career ကို Messi ပေါင်းစားလို့ခေါ်ကြပေမယ့်တင်းတင်းချာချာကြီးလိုက်မယ်ဆိုရင်သူ့ရဲ့ကစားပုံက Cristiano Ronaldo ဒါမှမဟုတ် Neymar Junior ကိုကလုံးထုတ်ထားတဲ့ပုံစံလို့ဆိုနိုင်ပါတယ်။ဒါက United ရဲ့ Loan Asset နဲ့လဲကွက်တီးဖြစ်နေပြီးအသင်းအတွက်အတိုင်းစင်စားမှကောင်းတယောက်ဖြစ်လာနိုင်ပါတယ်။ကာရီယာက2021အနွေရာသီမှာ United ကိုစတင်ရောက်ရှိခဲ့တာဆိုတော့ Redo နဲ့တပြိုင်တည်းအထွတ်ဖို့ကိုရောက်ရှိခဲ့တာပါဒီတော့ကကာရီယာဟာ ရနယ်ဒိုကိုတော့အံ့ဩသွားစေခဲ့ပြီးချီချူးချင်းခံခဲ့ရပူပါတယ်။ဒါ့အပြင်ဂါဘီယယ်ဟာဘာစီလိုနာအံ့ဖွဲ့ကောင်းလေးလာမဲရော်မဲနဲ့လည်းအချိန်တူတူကုန်ဆုံးခဲ့ပူပါတယ်။ဂါဘီယယ်ကနောက်နှစ်နှစ်လောက်ဆိုရင်အသင်းကြီးမှာကစားပေးနိုင်တော့ပါပါ။အသင်းသင်းကိုတီးဆောင်းရမှာကစားမအသင်းတွေခေါ်ယူလာကောင်းပေမဲ့ Academy 24ရဲ့စွမ်းအားကိုလည်းအတုံးချရအောင်မှာဖြစ်တာကြောင့် JJ ဂါဘီယယ်ဟာ O12 ရဲ့အနာဂတ်မှာထုံးထောက်ပေးနိုင်မယ်ခြေလွင့်ဆိုတာသိကြနေပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matchchar Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။